့ HIV ရောဂါကကာကွယ်ဆေးရှိတယ်ဆိုတာသိပါသလားဟုတ်ပါတယ် HIV ဆိုတာအရင်တုန်းကလိုကုရနတ်တီဆေးမရှိတဲ့ရောဂါမဟုတ်တော့တဲ့ပြင်ကာကွယ်ဆေးပါရှိနေပါပြီအထူးသဖြင့်ခုနောက်ပိုင်းမှာခေတ်စားလာတဲ့ one night stand ကာချာမှာပျော်ပါနေကြတဲ့သူတွေအပျော်ပါလိုက်စားတဲ့သူတွေလိန်တူနှစ်သက်သူတွေလိန်လုပ်ငန်းနဲ့အတွက်မွေးတဲ့သူတွေကရောဂါမရချင်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လက်တွဲပေါ်တော်၎င်းကိုယ့်ရဲ့ခင်မွန်းဇနီးတော်၎င်းယောဂါရှိနေလို့ကိုယ့်ကိုမကူးဆက်စေခြင်းရင်ပဲဖြစ်ဖြစ် ကာကွယ်လို့ရနေပြီဆိုတာကိုသိချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်။အားလုံးပဲမင်္ဂလာပါ။ Valentine and Richard Blog ကနေကြိုဆိုပါရစေ။ကျွန်မဒေါက်တာ Richard ဖြစ်ပါတယ်။ကျမရင်းနဲ့အထွေထွေဘူးသုတတွေကိုအမြဲမျှဝေပေးနေတဲ့ channel ဖြစ်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလွတ်မသွားရအောင် channel လေးကို subscribe လုပ်ခဲ့ပါနော်။ယောဂအကြောင်းကိုအရင်သိထားတော့မှဘယ်လိုကာကွယ်ရမလဲဆိုတာကိုပိုပြီးတည်တည်ချာချာသိနိုင်မှာမလို့ဖိတ်ဆိုင်မီယောဂဆိုတာပါလဲ ဘလို့လက္ခဏာတွေပြတတ်လဲယောဂရှိကြောင်းဘလို့သိနိုင်မလဲဘလို့နီးလန်းတွေနဲ့ကုသနိုင်တယ်လဲစတာတွေကိုအရင်ဆုံးပြောပြသွားပါမယ် HIV ဆိုတာဘာလဲကျမတို့ရဲ့ပတ်ဝန်းကျင်လေရုထဲမှာရောစားတောက်လိုက်တဲ့အစားတောက်တွေထဲမှာရောမျက်စိနဲ့မမြင်နိုင်တဲ့ယောဂပိုးမွားတွေအများကြီးရှိပါတယ်ဒါပေမဲ့လေဒီယောဂပိုးတွေကို ရှူမိစားမိတောက်မိရင်တော့ယောဂမဖြစ်အောင်လို့ immune system လို့ခေါ်တဲ့ကိုယ်ခံအားစနစ်ကကာကွယ်ပေးထားပါတယ် HIV မျိုးရဲ့အရှိက Human Immunodeficiency Virus ဖြစ်ပါတယ်။မြန်မာလိုဆိုရင်တော့ခုခံအားကျကာလာသားယောဂါလို့ခေါ်ပါတယ်။ HIV ယောဂါကူးစက်ခံရရင်တော့ HIV ကဒီစနစ်ကိုအားနည်းသွားစေပါတယ်။ဒါကြောင့်လွယ်လွယ်ကူကူနဲ့ယောဂါတွေရလာတော့တာပါပဲ။ပုံမှန်စားနေကြအစားအစာတွေစားရင်းနဲ့တော့ဝင်းလျှောတာတော်ရုံမဖျားတတ်တဲ့သူကခဏခဏဖျားတာ TV လိုယောဂါမျိုးတွေအလွယ်တကူကူးစက်ခံရတာအကြောင်းရင်းမရှိပဲပိန်လာတာမျိုးတွေဖြစ်တတ်ပါတယ်။ ဘာယောဂလက္ခဏာတွေပြတတ်လဲဒါကိုသိထားဖို့အရေးကြီးပါတယ်။ယောဂအခုဆက်ခံရပြီးချိန်ကနေနှစ်နှစ်လောက်ကြာတဲ့အထိဘာယောဂလက္ခဏာမှမပြပဲရှိနေနိုင်ပါတယ်။တာမန်တုတ်ကွေးယောဂလိုမျိုးရတတ်တာကလွန်းရင်ပေါ့။ဒါကြောင့်မယ်ယောဂရှိတဲ့သူတွေဟာသူတို့ကိုယ်တိုင်အောင်ယောဂရှိကြောင်းမသိတာဖြစ်နိုင်ပါတယ်။လက္ခဏာမပြပေမဲ့တခြားသူကိုကူးစက်နိုင်တယ်ဆိုတာကတော့အဓိကသတိထားရမယ့်အရာပဲဖြစ်ပါတယ်။ ယောဂရှိတဲ့သူကအစောပိုင်းမှာဆိုရင်တာမန်လူတယောက်လိုပဲကြံကြံမာမာတန်တန်ဆွမ်းဆွမ်းနဲ့ဆိုတော့ကိုကအယုံလွယ်လိုက်မိရင်အပျော်ပါးနောက်လိုက်မိရင်ယောဂရလာနိုင်ပါတယ်။ယောဂရှိကြောင်းဘယ်လိုသိနိုင်မလဲ။သွေးစင်နီတစ်မျိုးတည်းကပဲယောဂရှိမရှိသိနိုင်ပါတယ်။ဒါတော့ယောဂကုဆက်ခံရပြီးတဲ့နောက်၃လလောက်ကြာမှသွေးထဲမှာယောဂရှိကြောင်းပေါ်တတ်ပါတယ်။ဘယ်လိုနည်းနဲ့ကုဆက်နိုင်လဲ။ကုဆက်နိုင်တဲ့နည်းလမ်း၃မျိုးရှိပါတယ်။ လေရနေတဆင်ကူးဆက်တာသွေးရနေတဆင်ကူးဆက်တာနဲ့မိခင်ကနေကလေးကိုကူးဆက်တာတွေပဲဖြစ်ပါတယ်။လေရနေတဆင်ကူးဆက်ခြင်းလူတိများတဲ့ကူးဆက်နည်းပဲဖြစ်ပါတယ်။ယောဂရှိတဲ့သူနဲ့အကာအကွယ်မပါပဲလိန်ဆက်ဆန္ဒအာရမပြုခြင်းခံရတာလိန်တူခြင်းဆက်ဆန္ဒမျိုးကနေကူးဆက်နိုင်ပါတယ်။သွေးကနေတဆင်ကူးဆက်ခြင်းယောဂရှိတဲ့သူရဲ့သွေးကကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ကိုဝင်ရင်ကူးနိုင်ပါတယ်။ဝင်နိုင်တဲ့နီလန်းတွေကတော့ယောဂဘိုးရှိတဲ့သူရဲ့သွေးကိုသွင်းမိတာ တက်တူးဆိုင်မှာအက်တချောင်းထဲနဲ့လူအများကိုထိုးပေးတာစစ်ထုအက်တချောင်းထဲကိုပဲမျှဝေတုံးဆွဲတာယောဂဘိုးရှိတဲ့သူကိုတုံးထားတဲ့အက်ဆူးမိတာအထူးသဖြင့်ကျမကြီးဝန်ထမ်းတွေပေါ့နော်ယောဂဘိုးရှိသူရဲ့တွေးကကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်ကပောက်ပြဲတန်ရာကနေတဆင့်လဲကူးဆက်နိုင်ပါတယ်မိခင်မကလေးကိုကူးဆက်နိုင်တဲ့အချိန်ကတော့၃ခုရှိပါတယ်ကိုဝင်ဆောင်တဲ့ချိန်မိဖွားနေချိန်နဲ့မိခင်တို့တိုက်ကြွေးနေတဲ့ချိန်ပဲဖြစ်ပါတယ်ကဲ ယောဂရဲ့အကြောင်းကိုသိပြီးပြီဆိုတော့ကာကွယ်တဲ့နီးလန်းတွေကိုပြောကြရအောင်ဘရမတဏီကတော့အားလုံးသိကြတဲ့အတိုင်းပဲလိမ့်ဆက်ဆန်တဲ့အခါကိုနှုံသုံးခြင်းပဲဖြစ်ပါတယ်ကိုနှုံကအိရှိုင်မီကိုသာမကလိမ့်ရနေတဆင်ကူးဆက်နိုင်တဲ့တခြားယောဂတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်ဥပမာကနိုးကျွတ်နိုးစီးပူညောင်းကြလိုယောဂတွေအသဲအောင်သဝါဘီဘိုးစီဘိုးလိုယောဂတွေနဲ့အမျိုးသမီးတွေမှာပဲဖြစ်နိုင်တဲ့တိမ်ငေါကိစ္စလိုယောဂမျိုးတွေပဲဖြစ်ပါတယ်ဟုတ်ပါတယ် ။တိမ်ကောင်းကင်ဆာကလည်းလိင်ကနေတစင်ကူးဆက်တတ်တဲ့ယောဂပဲဖြစ်ပါတယ်။ဒီယောဂအကြောင်းသိချင်ရင်တော့ comment မှာ link လေးချထားပေးပါမယ်။နောက်တနည်းကတော့တကူရေသုံးပစ္စည်းတွေဖြစ်တဲ့မုတ်ဆိတ်ရိတ်ဓာတ်၊သွားတိုက်တန်လိုပစ္စည်းမျိုးတွေကိုတခြားသူနဲ့ညဝေမသုံးဘူးရဲ့။တက်တူးဆိုင်၊ဆေးရုံဆေးကန်းလိုနေရာတွေမှာလည်းတစ်ခါသုံးအပ်ကိုသုံးဖို့ရဲ့လိုအပ်ပါတယ်။ဒီနောက်ပိုင်းမှာလိုက်နာကြတဲ့ကာကွယ်နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ မိခင်ကနေကလေးကိုမကူးဆက်အောင်ကာကွယ်ဖို့ကမိခင်နေနဲ့ယောဂရှိချောင်းပြတာနဲ့ ARD ဈေးကိုစတင်တောက်သုံးဖို့နဲ့ဈေးကိုအချိန်မမှန်တောက်ဖို့တာဖာမီရဲ့အထုကူတို့မဟုတ် ARD ဈေးကဆရာဝန်ရဲ့ညွှန်ကြားချက်တွေကိုတေချာလိုက်နာဖို့လိုအပ်ပါတယ်တကယ်လက်တွေ့မှာလဲကိုဝင်ဆောင်ကမှယောဂရှိချောင်းပြီးတဲ့မိခင်တွေတောင်ဆရာဝန်ညွှန်ကြားချက်ကိုတေချာလိုက်နာတဲ့အခါမွေးဖွားလာတဲ့ကလေးကိုယောဂမကူဆက်တော်တာတကယ်ရှိတယ်နော်။ဒါကြောင့်ကိုဝင်ဆောင်မှယောဂရှိချောင်းပြီးတဲ့မိခင်တွေကိုရော ိုဝင်ဆောင်မှုအစီအစဉ်ရှိပေမဲ့ကလေးကိုယောဂကူးမှကြောက်တဲ့ယောဂရှိမိခင်တွေကိုရောအားပေးချင်တာကကလေးယူဖို့ကို ARD စေကန်းကဆရာဝန်နဲ့ပုံပွင့်လွင်လင်းတိုင်ပင်လို့ရပါတယ်။နောက်ထပ်ကာဝယ်လို့ရတဲ့နီလန်းတွေကတော့ PEP နဲ့ PIEP လို့ခေါ်တဲ့ HIV ကာကွယ်ဆေးတွေပဲဖြစ်ပါတယ်။ PEP ကာကွယ်ဆေး အရှိက post exposure prophylaxis လို့ခေါ်ပါတယ်။ယောဂရှိတဲ့သူနဲ့ဒါမှမဟုတ်ယောဂရှိမယ်လို့တန်တရားရှိတဲ့သူနဲ့အကာအကွယ်မပါဘဲလိမ်ဆက်ဆံမိတာအာရမပြုကျင့်ခံရတာယောဂဖို့ရှိသူရဲ့တွေးကကိုယ့်ရဲ့ကိုယ်ခန္ဓာကိုယ်ရဲ့ကိုဝင်သွားတာဥပမာယောဂဖို့ရှိသူတုံးထားတဲ့အဆူးမိတာလိုမျိုးမှာဒီဆေးကိုပောက်ဖို့လိုအပ်ပါတယ်။28ရက်ကြာအောင်တောက်ရပါတယ်။ HIV ယောဂမဖြစ်ဖို့ဒီဆေးကို82နာရီအတွင်းစားတောက်ဖို့လိုတာကြောင့် အပေါ်ကပြောထားတဲ့ကုဆတ်နိုင်တဲ့ဖြစ်ရက်တစ်ခုခုနဲ့ကြုံလာရင်မတုံ့ဆိုင်မဲ့နီးစက်ရာဆေးရုံစည်းကမ်းမှာလိုအပ်တဲ့စစ်ဆေးကုသမှုကိုခံယူပါ။အာဓမပြုခြင်းခံရသူတွေကိုကုညီပေးလိုသူတွေအနေနဲ့လည်းအိမ်ရှိယောဂအပြင်ကိုဝင်မရအောင်နဲ့အခြားအကူအညီတွေအတွက်ပါပြောပြထားတဲ့ဗီဒီယိုလေးကို comment မှာ link ချပေးထားပါမယ်။ PIP ကာကွယ်စည်း pre exposure prophylaxis ဖြစ်ပါတယ်။ကို့မှာကူးစက်နိုင်တဲ့အန္တရာယ်ရှိတဲ့သူတွေတောက်ဖို့လိုရစီဖြစ်ပါတယ်။ဥပမာယောဂမရှိသေးတဲ့လိန်လုပ်ငန်းလုပ်ကိုင်တဲ့သူတွေ၊လိန်ဆက်ဆံမောများတဲ့သူတွေ၊လိန်သူနှစ်သက်တဲ့သူတွေနဲ့ကို့ရဲ့ဇနီးသို့မဟုတ်ခင်မောမှာယောဂရှိပြီးကိုယ်တိုင်မှာယောဂမရှိတဲ့သူတွေအကျော်ရဲကိုမူးယစ်ဆေးထိုးသွင်းတဲ့သူတွေတောက်ရတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ DPIP series ကိုနှိစက်ရဆေးရုံဆေးကံဒါမှမဟုတ် Facebook မှာ PEP PIEP လို့ရိုက်ရှာလိုက်ရင်အခမဲ့မျှဝေပေးနေတဲ့စိတ်ချရတဲ့စီးပန်းတွေစီမှာလည်းဆက်သွယ်ပြီးအခုအညီရယူနိုင်ပါတယ်။အခုနောက်ပိုင်းမှာ PIEP ကတောက်ဆေးအပြင်ထိုးဆေးပါ ရှိလာပြီဆိုတာကိုလည်းဘူတုတအနေနဲ့မျှဝေပေးလိုက်ပါရနော်။ဒါဆိုရင်မိခွန်းလေးတွေအတူတူလိုက်ဖြေကြရအောင်။လူတစ်ယောက်မှာ HIV ယောဂါရှိမရှိညနာမှာပေါ်နိုင်လား။အဖြေကမပေါ်နိုင်ပါဘူးနော်။ ယောဂလက္ခဏာမပြသေးရင် တခြားသူကို မကူးဆက်နိုင်တာမှန်သလားမှားပါတယ်လက္ခဏာမပြလဲကူးဆက်နိုင်ပါတယ်နော် PEP ကိုဘယ်နှနာရီအတွင်းတောက်ရမလဲဟုတ်ပါတယ်82နာရီအတွင်းတောက်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဇနီးသို့မဟုတ်ခင်မောမှာ HIV ယောဂရှိပြီးကိုယ်မှာယောဂမရှိသေးရင်ဘာကာကွယ်စေတောက်ရမလဲ အဖြေက PIEB ဖြစ်ပါတယ်။မိဘနှစ်ပါးလုံးသို့မဟုတ်တယောက်ယောက်မှာယောဂရှိရင်ကလေးကိုယောဂမကူးစေပဲကိုယ်ဝန်ဆောင်လို့ရပါသလား။အဖြေကရပါတယ်။ ERD စည်းကမ်းကဆရာဝန်ဒါမှမဟုတ်တပ်ဖမီးရဲ့အထူးကူးရဲ့ညွှန်ကြားချက်အတိုင်းတည်တည်ချာချာလိုက်နာရင်ကလေးရယူနိုင်ပါတယ်။ HIV ယောဂရှိပြီးသူတွေက PEB, PIEB လို့ကာကွယ်ဆေးတွေတောက်ဖို့လိုလား။ မလိုပါဘူးเนาะကိုတောက်နေတဲ့ ARD ဈေးတစ်မျိုးတည်းကိုပဲ အချိန်မှန်မှန်ပေါက်ဖို့လိုတာပါမိခိုးလေးတွေကိုတက်တက်ကြွကြွနဲ့လိုက်ဖြည့်ပေးလို့ကျေးဇူးတင်ပါတယ်သိချင်တဲ့အကြောင်းအရာလေးတွေနားမလည်တဲ့အကြောင်းအရာလေးတွေရှိရင် comment မှာစာချန်ခဲ့နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်တဲ့အကြောင်းပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်เนาะ